မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဖျားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဂျေဇူရောအပြင်ဒီမနက်မှာကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဖျားသခင်ပြင်ဆင်ပေးတဲ့အတွက်တမနောဝတ္ထုအကန်းကြီး၄အပိုင်ငယ်၁၀ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်သင်တို့ဒီလဝါကတ်တိုင်မှာကွက်မြက်၍ဖျားသခင်သည်တေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်နာမတော်အားဖြင့်ဤသူသည်သင်တို့မျက်မှောက်၌ကျမ်းမာလျက်ရှိသည်ကိုသင်တို့မှဆ၍ဤတေလလူအပေါင်းတို့တိမှတ်ကြလော့ဒီနေရာမှာသခင်ယေရှုခရစ်တော်အသက်ရှင်ကြောင်းကို ပေတရုတို့ကတက်တည်ခံဝေးငှတဲ့အပြင် လူများစွာဟာလည်းပြောင်းလဲကြတာတွေ့ရပါတယ်အဲ့လိုပြောင်းလဲပြီးတော့မှ လူ9000တောင် ရှိတယ်ဆိုတာကိုတမန်ကျမ်းစာက မှတ်တမ်းတင်ပါတယ် လူတွေကလည်းယေရှုရဲ့နာမတော်အားဖြင့်အနာရောဂါပျောက်ကြတယ်ဆိုတာကိုမျက်ဝါးထင်ထင်တွေ့မြင်ရပါတယ်။ဒါကိုဗိမာန်တော်မှာရှိတဲ့ယေပရောဟိတ်တွေနဲ့ဇတုကဲတို့ကစိုးရင်ပူပန်ပြီးတော့မှ တမန်တော်တွေကိုဖမ်းဆီးပြီးချုံနှောင်ထားတယ်လို့တမန်ကျမ်းစာမှာပါရှိပါတယ်။တကယ်တမ်းကျတော့ဘာပြစ်မှုကျူးလွန်တာမှမဟုတ်ပါဘူး။သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်တဲ့အကြောင်းကိုဟောတယ်။ လူတွေကို ထိုယေရှုရဲ့နာမတော်အဖြစ်အနာရောဂါငြိမ်းစေတယ်။လူတွေကလည်းယုံကြည်ကြတယ်။အနာရောဂါတွေပျောက်ကြတယ်။ဒါဟာသက်စီအထင်ရှားနဲ့ဖြစ်နေတာဖြစ်ပါတယ်။အဲတော့ဇတုကဲတွေကငိုကလေးကမှရှင်ပြန်ထမြောက်ခြင်းကိုမယုံတဲ့သူတွေဆိုတော့ယေရှုအသက်ရှင်တဲ့အကြောင်းကိုပြောတဲ့အခါမှာသူတို့ရဲ့ယုံကြည်မှုတွေကစန့်ကျင်ဘက်ဖြစ်နေတာကိုတွေ့ရပါတယ်။သခင်ယေရှုခရစ်တော်အသက်ရှင်ကြောင်းကို တမန်တော်တွေပြောနေကြတဲ့ကိုကသူတို့စိတ်ထဲမှာဒေါသဖြစ်เสียအကြောင်းဖြစ်နေတယ်လို့တွေ့ရပါတယ်။သခင်ယေရှုခရစ်တော်ကသင်တို့ကွပ်မျက်လိုက်တဲ့သူပဲ။ဒါပေမဲ့အဲ့ဒီယေရှုကတေခြင်းကနေပြန်လဲရှင်ပြန်ထမြောက်တယ်ဆိုတာကို တမန်တော်ကြီးတွေက အခိုင်အမာသက်သေခံကြတယ်။ဒီမှာကြည့်သူတို့ကအနာရောဂါပျောက်နေကြတယ်။ယေရှုရဲ့နာမတော်ကြောင့်ပဲဖြစ်တယ်လို့ဒီလိုပွန့်ပွန့်လင်းလင်းပဲ ထောက်ပြပြီးတော့မှတသက်ခန္ဓာကို တွေ့ရပါတယ်။နောက်ပြီးတော့မှသူပြောပါသေးတယ်။သခင်ယေရှုရဲ့နာမတော်မှာတပါငါတို့ကိုကယ်တင်နိုင်သောနာမတစုံတစ်ခုမှကောင်းကင်အောက်လူတို့တွင်မပေါ်မရှိဆိုပြီးတော့မှပြောပါတယ်။ဒါကြောင့်သခင်ယေရှုရဲ့နာမတော်ကအကြီးမြတ်ဆုံးဖြစ်တယ်။လူလောကကြီးထဲမှာရှိသမျှပွဲနာမတကားတဲ့ကြီးမြတ်တဲ့ပွဲနာမရှိတယ်။ အဲ့ဒီယေရှုရဲ့နာမတော်ကို တိုင်တီလိုက်တာနဲ့အနာရောဂါပျောက်ခြင်းအောင်မြင်ခြင်းကျွယ်ဝခြင်းအပြင်တမလွန်မှာအပေကလည်းလွတ်မြောက်ခြင်းအခွင့်ကိုရမှာဖြစ်ပါတယ်။အဲ့လိုနာမမျိုးကောင်းကင်အောက်လူတို့တွင် မရှိဘူး။ထိုနာမတစ်ခုတည်းသာလျှင်တက်နိုင်တယ်ဆိုတာကိုရဲရဲဝံ့ဝံ့သက်သေခံကြတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့သခင်ယေရှုရဲ့နာမတော်ကိုကျွန်တော်တို့က ရဲဝံ့စွာကင်ဆွဲပြီးထိုနာမတော်ပိုင်ရှင်ဖြစ်တဲ့သခင်ယေရှု အသက်ရှင်ကြောင်းကိုကျွန်တော်တို့တည်တည်ထူလို့ရပါတယ်။သခင်ယေရှုရဲ့နာမနဲ့ကျွန်တော်တို့ဆုတောင်းပေးလို့ရတယ်။သခင်ယေရှုနာမနဲ့အနာရောဂါငြိမ်းချင်အခွင့်ပေးလို့ရတယ်။သခင်ယေရှုနာမနဲ့နတ်ဆိုးတွေကိုနှင်ထုတ်ခွင့် ရှိတယ်။ဒါကြောင့်မလို့တကယ်ယေရှုခရစ်တော်ရဲ့နာမကသာစွန့်တယ်ဆိုရင်ဒီယေရှုရဲ့နာမဟာအရာခသိန်းကိုတတ်နိုင်တဲ့နာမဖြစ်တယ်ဆိုရင် အဲ့ဒီနာမပိုင်ရှင်ဖြစ်တဲ့ယေရှုကိုယ်တိုင်ကသက်သေထူပါလိမ့်မယ်။ဒါဆိုရင်လူအများညင်းခုန်ဖွယ်မရှိတော့ပါဘူး။ဒါကြောင့်စကလုံးအနေနဲ့ညင်းခုန်နေကြတဲ့အထဲမှာပေတရုကတော့ဘာပြောလဲဆိုရင် အနာကင်းလွတ်တော်သူသည်ထိုသူတို့နဲ့အတူရှိနေသည်ကိုမြင်၍၎င်းညင်းခုန်စိုးပွဲရာမရှိမတွေ့ကြဆိုပြီးတော့မှဒီလိုမှတ်တမ်းတင်တာကိုအငယ်၁၄မှာတွေ့ရပါတယ်။ဒါကြောင့်ညင်းခုန်စရာအကြောင်းရှိရင်သက်သေလို့ပါတယ် တက်သေးရှိရင်တော့ညင်ခုန်စရာမရှိတော့ပါဘူး။ဒါကြောင့်ယေရှုနာမတော်အားဖြင့်သာတက်သေးထူနိုင်မယ်လို့တိုက်တွန်းအားပေးပါရယ်။ဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဖျားကိုယ်တော်ကိုကျေးဇူးတင်ပါရယ်။နာမတကားတို့ထက်ကြီးမြတ်သောအရှင်ရဲ့နာမတော်ကို ဝေငါတက်သေးခံခြင်း။ထို့သောဝေငါခြင်းအားဖြင့်ယေရှုခရစ်တော်အသက်ရှင်ကြောင်းတက်သေးပေါ်လွင်ခြင်းတွေကကျွန်တော်ရဲ့အသက်တာမှာဖြစ်ဖို့ကိုရောရှင်ဖျားမဆာတော်မူပါ။ လူတွေကညင်းခုံပွေရာတွေရှိပေမဲ့တတ်သေးရှိရင်တော့ဒီညင်းခုံမှုတွေကပျောက်ပါတယ်။ဒါကြောင့်မလို့ယေရှုခရစ်တော်အသက်ရှင်ကြောင်းကိုတတ်သေးနဲ့တကွပြနိုင်ဖို့ကိုရရှင်ဖျားအမှုပြုတော်မူပါ။ယေရှုတင်တဲ့ဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရရှင်ဖျားသက်ရှင်ကြောင်းကို ပိုး၍တိုး၍ခံစားသိရှိစေပါ။ဒီနေ့တလုံးကိုဆက်ကတ်တဲ့အခါယေရှုခရစ်တော်နာမ၌ဆုတောင်းအပ်နာပါ၏။အာမင်။